လေမပိုးတင်းကိုအခုထိတန်ရောစင်မပြတ်သေးတဲ့ခဏဝင်တူ။အားလုံးပဲမင်္ဂလာပါရှင်။ Spoke Bar ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီဘက်ခင်မှာတစ္ဆာတရားကိုတန်မိုးထားမှုတွေကတိတိတသားကြီးကိုထိုးကြနေပါရစေ။လီဗာပူးကန်ဝင်ကစားသမားစတီဗန်ဂျီရက်ကတော့သူ့အသင်းဟောင်းကိုအခုအချိန်မှာအမြင့်ဆုံးမှာရှိနေစေချင်သေးပြီးတော့ဒီအသင်းကိုအခုအချိန်ထိတန်ရုံးစင်ကြီးမားနေတော့ဆိုတာ ူရဲ့စကားအတန်တွေထဲမှာပေါ်လင်းနေပါတယ်။ဂျရက်ဟာအသင်းဟောင်းလီဗိုအနေနဲ့လီဗာကူဆင်းရဲ့ဂျာမနီကျယ်ဝင်လေးဖလော်ရီယန်ဝေ့စ်ကိုဒီနွေရာသီမှာခေါ်ယူနိုင်ဖို့အတွက်လိုအပ်တဲ့အရာအလုံးကိုလှုပ်ဆောင်ဖို့လိုအပ်ကြောင်းတိုက်တွန်းပြောဆိုလိုက်ပါတယ်။လီဗာပူဟာဝေ့စ်ကိုခေါ်ယူဖို့အများကြီးကြိုးပမ်းနေပေမဲ့ပြောင်းရှိခြေသဘောတူညီမှုရရှိဖို့ခက်ခဲနေစေဖြစ်ပါတယ်။ဂျာမနီကျယ်ဝင်ဝေ့စ်ဟာမကြသေးမီကာလအတွင်းမော်နလီကာမှာပြောင်ရောက်တဲ့ခြေစွမ်းတွေကိုပြသထားတာကြောင့်ဥရောပရဲ့အတောက်ပဆုံးကစားသမားတွေထဲကတအုပ်ဖြစ်နေပါဗျ။ သူဟာပြီးခဲ့တဲ့ရာသီကလီဘော့ကူစင်ကိုပထမဆုံးအကြိမ်ဘွန်းဒလီကာဖလားချန်ပီယံဂျာမနီဖလားချန်ပီယံနဲ့ယူရိုပါလိဖိုင်နယ်အထိတက်လှမ်းနိုင်အောင်ကူညီပေးခဲ့ပြီးတော့ပြိုင်ပွဲဆုံး16ဂိုးသွင်းယူက73ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ဒီရာသီမှာလည်းသူကအသင်းကိုဂျာမန်လိဂ်မှာဒုတိယနေရာရရှိအောင်ဆွမ်းဆောင်ပေးခဲ့ပြီးတော့အတော်လေးကိုဂုဏ်သတင်းကျော်စောနေသူတူဖြစ်ပါတယ်။ဒါကြောင့်လဲသူ့ကိုနမကျော်အသင်းတော်များများကခေါ်ယူခြင်းခဲ့ပြီးတော့ကစားသမားကတော့လီဗာပူးစီကိုပဲပြောင်းရွှေ့လိုနေတာဖြစ်ပါတယ်။ အခုဆိုရင်ဒီပမူသင်ဟာအသက်22နှစ်အရွယ် Florian Wiss ကိုခေါ်ယူဖို့အလေးထားကြိုးပမ်းနေပြီးတော့နိဗျာ Ms. Lock ကကစားသမားနဲ့ဆွေးနွေးပြီးတော့ Amphi ကသူ့ရဲ့အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက်အကောင်းဆုံးနေရာဖြစ်ကြောင်းစီရင်နိုင်ခဲ့တယ်လို့သိရပါဗျ။လက်ရှိ Premier League Champion လိဗပူသင်ဟာ Wiss အတွက်ပြောင်းရွှေ့ကြီးသဘောတူညီမှုရရှိဖို့လိုအပ်နေပြီးတော့ German Club ကပေါင်၁25သန်းဝန်းကျင်တောင်းဆိုနေပါဗျ။လီဗာပူးဟာပထမအကြိမ်ပေါင်84သန်းနဲ့အပိုစုကြီးပေါင်17.6သန်းကမ်းလှမ်းခဲ့ပေမဲ့ပေးချခံခဲ့ရပါတယ် အဲ့ဒီနောက်ဒုတိယအကြိမ်မှာပေါင်106.6တန်းအထိကမ်းလှမ်းခဲ့ပြီးမြက်ကကသတင်းအရနှစ်ခုစလုံးပယ်ချခံခဲ့ရတယ်လို့သိရပါတယ်။ဂျရက်ကဝစ်ကိုကြီးမားတဲ့အရေးချင်းရှိသူနဲ့အနာဂတ်ကောင်းနေပိုင်ဆိုင်ထားသူလို့ချီးကျူးပြီးလီဗာပူးကိုဖြစ်အမြောက်အောင်လုပ်ပါလို့ TNT Sport နဲ့အင်တာဗျူးမှာပြောဆိုခဲ့တာဖြစ်ပါတယ်။အသင်းကိုပူချိန်ဒီကောင်းစီခြင်းနဲ့စည်စနာရီပို့မြင့်တက်ခဲ့ရပြီးတော့ဂျရက်ဟာလီဗာပူးသားတွေအတွက်ထာဝရခံတော်ဝင်တစ်ဦးဖြစ်နေတယ်ဆိုတာငင်းချက်ထုတ်ဖို့မလိုတော့ပါဘူး။ဂျရက်က လီဗာပူးပြည်မှတ်ဖြစ်တဲ့ဝစ်ဆာကိုစင်မှာအတော်လေးကောင်းမွန်နေတယ်လို့အနာဂတ်ကောင်းတွေကိုလည်းပိုင်ဆိုင်ထားသူမလို့မဖြစ်ဖြစ်အောင်ခေါ်ပါလို့တိုက်တွန်းခဲ့တာဖြစ်ပါတယ်။လီဗာပူးတင်ဟာထရန့်အလန်ဇနာအာနုရဲ့နေရာမှာညာနောက်ခံလူဂျယ်ရမီဖရင်ပန်ကိုခေါ်ယူခဲ့ပြီးတဲ့နောက်ဘဲနောက်ခံလူမီလိုကာဂတ်စ်ကိုလည်းဘုံမောက်ကနေခေါ်ယူဖို့ကြိုးပမ်းနေပါတယ်။ဂရီနဘီကလည်းဒီဘဘူဟာဝစ်ကိုခေါ်ယူဖို့ကြိုးပမ်းမှုနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ထင်မြင်ချက်ကိုပြောကြားခဲ့ပါတယ်။ဝစ်နဲ့ကာကတ်စ်ကိုခေါ်ယူနိုင်ရင်လီဗာပူးဟာချန်ပီယံဆုကိုဆက်ထိန်းထားဖို့ အခွင့်အရေးအများကြီးရှိမယ်လို့နဗီကဆိုထားခဲ့တာဖြစ်ပါတယ်။ဆိုတော့အသင်းအနေနဲ့အခွင့်အရေးကောင်းကိုလက်တွေ့အသုံးချဖို့လိုနေပြီးတော့ risk ကိုအမြန်ဆုံးခေါ်ယူနိုင်စေဖို့ဆန္ဒပြနိုင်ရပါတယ်။ပရိသတ်တွေကလည်းဒီသတင်းကိုစောင့်မျှော်နေကြပြီးတော့ဘယ်ချိန်မှဝမ်းမြောက်ရနိုင်မလဲဆိုတာကတော့ Liverpool အသင်းပေါ်သားမူတည်နေပါတယ်ရှင်။